ဆမရှင် KTN FM နားတော်သားဆင်သူများနဲ့ Greeny ပြည်သူပြည်သားများအားလုံးဘင်းကင်းလုံးချုံကြပါစေရှင် KTN FM မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုတော့နေ့စဉ်ည9နာရီကနေစတင်ပြီး FM Radio Station ကနေနေ့စဉ်ထုတ်လွှင့်ပေးနေသလို Gandrawati Time ရဲ့ Facebook စာမျက်နှာမှာလည်းတနင်္လာနေ့ကနေတောက်ချာနေ့အထိထုတ်လွှင့်တင်ဆက်ပေးနေပါတယ် ဒီနေ့မေလ28ရက်ဗုဒ္ဓဟူးနေ့ညပိုင်း KTN ဖန်မြန်မာဘာသာရေဒီယိုစီစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးပါရမယ်။ဒီနေ့စီစဉ်ကိုကျမမွန်ညာမကတာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ Kendrawati Time သတင်းတွေမိုးလေဝသကြိုတင်ခက်မှန်ချက်တွေနဲ့ကရနီကအခမဲ့လက်မှုပညာတည်တန်းချောင်းဆိုရက်ဆောင်းပါကိုလည်းနားဆင်ကြရဖို့ရှိပါတယ်။အဲဒီနောက်မှာတော့ဒီမွန်ဆိုမျိုးနဲ့အရှိချမ်းမရောင်းချပေးနေတဲ့ကုံစင်းနှောင်းတည်နေတဲ့အတူ အပတ်စဉ်ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးနေတဲ့သုတအဖျားဖျားအစီအစဉ်ကိုလည်းထပ်လွှင့်တင်ဆက်ပေးသွားပါမယ်ရှင်။အခုအရင်ဆုံးတော့ကင်ဒရော့ဝတီထိုင်းမြေတည်င်းတွေကိုနားဆင်ကြရမှာပါ။ဂရင်းနင်းပြည်နယ်ဖဲခုံမြို့နယ်ကဆစ်ဆောင်လူထုတွေဟာနေ့စဉ်စားဝတ်နေရေးဖြည့်ရှင်းရမှာနီးစက်ရအတိမိတ်ဆွေတွေစီကနေဆန်ချင်းကစားသုံးမှုတွေပြုလုပ်နေရဆဲဖြစ်တယ်လို့ဆစ်ဆောင်လူထုတွေကပြောပါရယ် လူဦးရေတထောင်ကျော်ရှိတဲ့ဖဲကွန်မြူနီအတွင်ကနောက်ခိုက်ဆစ်ဆောင်စခန်းမှာစပါးဆိုင်ပြိုကြပေမဲ့ဖူလုံမှုမရှိတဲ့စပါးအထွတ်နှုတ်ကြောင့်ဆန်ချေးစားနေရတယ်လို့နောက်ခိုက်ဆစ်ဆောင်စခန်းမှာနေထိုင်တဲ့မိုးပြင်းမြုတ်ခန်ဆစ်ဆောင်အမျိုးသားတဦးကပြောပါရယ်ပြီးခဲ့တဲ့မေလ18ရက်နေ့ကစလို့ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့မှာတော်လရင်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီသူ့ရဲ့လက်အောက်ခံ PNO တို့တိုက်ပွဲပြင်းထန်နေတာကြောင့် မိုးပြဲအခြေဆိုင်ခမရ၄နှစ်နဲ့တက်ရင်ရဲ့လက်နေကြီးပြစ်ခတ်မှုတွေဟာမိုးပြဲတောင်သူတွေရဲ့စပါးခင်းထဲကိုကြာရောက်ပောက်ကွဲတာရှိပါတယ်။ဒါကြောင့်ဒီနှစ်ຫນွေစပါးမရိပ်သိမ်းနိုင်ရင်ဆန်ချီပီစာတောက်ရေဖြည့်ရှင်းနေရတဲ့ဆစ်ဆောင်တွေအတွက်အကျက်အသေးပိုဖြစ်လာနိုင်စေတယ်လို့ဆိုပါတယ်။ ဒီမိုးဆူအနောက်ချမ်းကရွှေလန်းဆစ်ဆောင်စခန်းမှာနေထိုင်တဲ့ဒီမိုးဆူမြို့ခံဆစ်ဆောင်တွေဟာလည်းနေရက်ပြန်ပြီးစိုက်ပျိုးရေလုပ်လို့မရတာကြောင့်ဆန်စပောင်းအတွက်အလူရှင်ကိုမိခိုနေခဲ့ရတယ်လို့ဆစ်ဆောင်တွေကပြောပါရယ်။ဒါပေမဲ့ဆစ်ဆောင်ကလည်း၄နှစ်ကျော်ကြာလာတဲ့အခါမှာအလူရှင်တွေကနေပါလာတာကြောင့်ကျုံရအလောက်ကိုလောက်ကရင်ဆက်ဝဲစားတာအပြင် ခြေစားတာတွေကိုလှုပ်ရင်းနဲ့နှစ်စင်စားတောက်ရေကိုဖြည့်ရှင်းနေရတယ်လို့ရွှေလန်းစစ်ဆောင်စခန်းမှာနေထိုင်တဲ့အမျိုးသမီးတဦးကပြောပါရယ်အသက်တောက်တဲ့တာလို့ဖြည့်ဖို့နော်အများရမလေးအကျွေးအကျွေးရှိတယ်ဆိုတော့စိတ်နဲ့ပေါ့နော်ပတ်စံရလာရင်လည်းအကျွေးစားဖို့ကဒီကပဲဖြစ်နေတယ်ပေါ့နော်ဒီကဆန်ဆိုတော့လေအဲ့ဒီအတွက်အရင်ကျွေးစားတဲ့အချားဟာလည်းလုံးလုံးတော့မဝေသုံးနိုင်ဘူးပေါ့နော်အဲ့လိုဖြစ်သွားတော့ပေါ့ ကရင်နီလူထု35000ဦးကိုအခြေခံစားနာရိတ်ခါတွေပေးဝေခဲ့တယ်လို့ IEC ရဲ့2025ခုနှစ်ပထမ3လပတ်အတွင်းလှုပ်ဆောင်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။မြေပြည့်အခြေအနေကိုလေ့လာကွင်းဆင်းပြီးမှသာရိတ်ခါဖြည့်ဝေနေပေမဲ့စားနာရိတ်ခါဖူလုံအောင်တပြည်နယ်လုံးလွှမ်းခြုံပြီးထောက်ပတ်ပေးနိုင်တာမရှိသေးဘူးလို့ကရင်နီပြည်ချားကလာအုပ်ချုပ်ရေးကောင်စီရဲ့လူသားချင်းစာနာထောက်ထားမှုနဲ့ပြည်လဲထူထောင်ရေးဌာနဌာနမှူးကြီး ခွန်မာတီးယာကပြောပါရယ်ဇာဝုနေရေးအတွက်ဝင်ငွေရနိုင်တဲ့ဘယ်အလုပ်ကိုမဆိုလောက်ကရမှာဖြစ်ပြီးအလူရှင်ကိုသာမျိုးလင့်လို့မရနိုင်တော့ဘူးလို့ဆစ်ဆောင်တွေကပြောပါရယ်ဂရင်းနီပြည်နဲ့ဖဲခုံမြို့နယ်မှာတော့ဆစ်အာနာသိမ့်ပြီးတဲ့နောက်နေရက်စခွာထွက်ပြေးရတဲ့လူထုပေါင်း3,500ခန့်ရှိတယ်လို့ IEC ကပြောဆိုထားပါရယ် ဂရင်းနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေခြင်းသာတောင်းဆိုခြင်းသာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbamis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ signal ဒါမှမဟုတ် telegram ကနေတဆင့်ရေးသားပြဖို့ခြင်းနဲ့ဆိုရတော့အပေါင်း6685881 1တစ်ကိုရေးသားပြဖို့နိုင်ပါတယ်ခင်ဗျာလူထုတွေပြဖို့လာတဲ့စာလွာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့သက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားခြင်းနဲ့ဆိုရင်လူထုစာလွာအစီအစဉ်ကနေတဆင့်ပြန်လည်ပြဖို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာ CTN FM ကနေပြီးမိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုဆက်လက်ပြောပြပေးသွားပါမယ်။ဘင်္ဂလားပြည်လေအော်မှာနောက်24နှစ်ရည်အတွင်းမုန်တိုင်းဖြစ်နိုင်တယ်လို့စစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဆလဗီဒဦးစီးဌာနကဒီနေ့မေလ28ရက်နေ့မနေ့7ရက်နေ့မှာထုတ်ပြန်ပါရယ်။ဒီနေ့မနေ့10ရက်ခွဲအချိန်မှာတိုင်းထွာချက်အရဘင်္ဂလားပြည်လေအော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနယ်ရပ်ဝန်းဟာပိုမိုအားကောင်းလာကား အားကောင်းတဲ့လေးဖိအားနယ်ရဲ့ဝန်အဖြစ်ကိုရောက်ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါရယ်။အဲ့ဒီအားကောင်းတဲ့လေးဖိအားနယ်ရဲ့ဝန်ဟာမြောက်ဖက်ကိုဖြင်းညင်းစွာရွေ့လျားနိုင်ပြီးပိုမိုအားကောင်းလာနိုင်ကနောက်24နာရီအတွင်းမှာမုံတိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါရယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအဒီယဆိုင်ရာစီမံခက်ခွဲရေးဝန်ကြီးဌာနကလည်း ဘင်္ဂလားပေလေအော်မှာလေဖိအာနယ်ရဲ့ဝန်ဖြစ်ပေါ်နေတယ်လို့ထုတ်ပြန်ထားပါတယ်အဲ့ဒီလေဖိအာနယ်ရဲ့ဝန်ဟာ48နှစ်ကြီးအတွင်းမှာပုံမူအားကောင်းလာနိုင်ပြီးတချို့မိုးလေဝသမော်ဒယ်တွေရဲ့ခက်မှန်ချက်အရဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ယူတန်အနောက်ခြမ်းကိုဝင်ရောက်နိုင်မယ်လို့ခန့်မှန်းထားပြီးတချို့မော်ဒယ်တွေအရ48နှစ်ကြီးအတွင်းမှာမုန်တိုင်းရဲ့အဆင့်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်မေလ28ရက်နေ့နနက်10နာရီအချိန်လေဖိအာနယ်ရဲ့ဝန်ဟာ စစ်တွေးမြို့အနောက်အနောက်တောင်ဖက်268မိုင်မှာရှိကြောင်းနဲ့လွန်ခဲ့တဲ့6နာရီအတွင်းမှာမြောက်ဖက်ကိုရွေ့လျားခဲ့ပြီးဗဟိုအနီး၄တိုင်းနှုန်းတနင်္လာ34မိုင်ခွဲလောက်ရှိပြီးမေလ30ရက်ည6နာရီခွဲမှာဆိုင်ကလုန်းမုတ်တိုင်းဖြစ်နိုင်ခြေကရာနှုန်းပြည့်ရှိတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းထုတ်ပြန်ထားပါတယ်။ လေးဖြစ်အားနဲ့ရက်ဝွန်အရှင်ကြောင့်ဘင်္ဂလားပေလေအော်နဲ့ကပ်ပလီပေလေပြင်တွင်မှာမော့တောင်းလင်းအားကောင်းနေပြီးမြန်မာနိုင်ငံတဝမ်းမှာတော့နေရာဆက်စိတ်ကနေနေရာအနှက်အပြားမှုထချုံရွာသွန်းနိုင်ပါတယ်အထူးသဖြင့်စကိုင်းတိုင်းမန္တလေးတိုင်းကရင်နီပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာနေရာကွက်ပြီးမှုကြီးနိုင်တယ်လို့ခန့်မှန်းထားပါတယ် မိုးသည်ထန်စွာရွာသွန်းတာလေပြင်းတိုက်ခိုက်တာလျက်စီလျက်တာမိုးကြိုးပြစ်တာ နေရာကွက်ပြီးမိုးကြီးတာလျက်တပြက်ရေကြီးမြေပြိုတာစတဲ့သဘဝဘေးအခြေအနေတွေဖြစ်ပေါ်နေတာကြောင့်အထူးခရုပြုနေထိုင်ကြဖို့ကိုမိုးလေဝသပညာရှင်တွေကအကြံပြုထားပါတယ်ဂရင်းပြည်သူပြည်သားများလည်းသဘောဝဘေးအရေကနေကင်းလို့ငြိအေးကြပါစေရှင်။ ဆောင်းပါအစီအစဉ်ကိုတင်ဆက်ပေးပါရမယ်။ဒီနေ့ရဲ့ဆောင်းပါအစီအစဉ်မှာတော့ဂရီနီကအခမဲ့လက်မှုပညာသိတန်းကျောင်းဆိုတဲ့အကြောင်းကိုနားဆင်ကြရမှာပါ။မော်လင်းမြကတင်ဆက်ပေးထားပါတယ်။ဂရီနီဗီဒီမော့ဆိုမြို့နယ်ရဲ့အနောက်ဖက်ခြမ်းကတိတ်ဆိတ်ညင်သက်တဲ့ခြံဝန်းတစ်ခုတွင်မှာ Crochet for Green လို့မည်ပေးထားတဲ့အခမဲ့လက်မှုပညာသင်တန်းကျောင်းကနေဆွတ်ချော်လူငယ်တွေကိုပြုစုပြောင်းထောင်ပေးနေပါတယ်။ကျမတို့ရောက်ရှိတဲ့အချိန်မှာတော့ဘူပြင်းလာတဲ့နှစ်ခင်းဖြစ်တာကြောင့်အပူချိန်တွေအပြည့်စုံရောက်နေတယ်ဆိုပေမဲ့သင်တန်းအတွင်းကအတန်တွေကအေးမြတယ်လို့ခံစားရပါတယ်။ဒီသင်တန်းကျောင်းမှာဆယ်ကျော်တဲ့မိန်းကလေးငယ်9ယောက်ကတဖြည်းဖြည်းနဲ့ချီထိုးလက်ကွေးပေါ်မတူညီတဲ့ပုံတွေနဲ့ဖန်တီးနေကြတာပါ။ သူတို့ရဲ့အာယုံကဒေပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ပဲမိမိတို့ပုံဖော်ဖန်တီးထားတဲ့လက်ရာပေါ်မှာပဲစုပုံထားကြတာကြောင့်စာရေးသူတွေရောက်နေတာကိုတော့လက်မကြည့်နိုင်ကြပါဘူးသူတို့လက်ထဲကထိုးလက်ဆခြီးတွေနဲ့ထိုးနေတဲ့ပုံတွေကသာမတူညီကြပေမဲ့တက်ကြွနေတဲ့စိတ်ဓာတ်တွေကတော့အတူတူပါပဲ Project for Greenie ဆိုတဲ့အခမဲ့လက်မှုပညာသင်တန်းကျောင်းကိုဖွင့်လှစ်ထားတာတနည်းဝင်းကျင်ပဲရှိပါသေးတယ်။သင်တန်းကျောင်းရဲ့တည်ထောင်သူကတော့ အသက်40နှစ်အရွယ်အင်းတိုင်းသူလေးမှတ်တမ်းကအောင်ပါအဲဒီကရနီမှာဆိုရင်တော့အမအမတယောက်ပဲရှိတယ်ပေါ့ဒီပညာကိုပြောင်းဝေပေးနေရပါတော့ဆိုတော့အကောင်ဆုံးလဲကျူစမယ်အကုန်လုံးကိုလည်းလက်တွေခေါ်သားမယ်ပေါ့အဲ့ဒီတင်းနှန်းเจ้าရဲ့ရက်တီမှုကတော့အလူရှင်ထောက်ပတ်ကူညီမှုနဲ့လက်ပတ်နေတာမဟုတ်ပါဘူးအာနာမသိခင် မတ်တနာအောင်ကသူမရဲ့သမီးလေးចောင်းစရိတ်အတွက်စုဆောင်ထားတဲ့ငွေတွေနဲ့မှတီးခဲ့တာဖြစ်ပါတယ်။ဒီလက်မှုပညာသင်တန်းကျောင်းအတွက်မြန်မာငွေ3300ကုန်ကြတယ်လို့မတ်တနာအောင်ကပြောပါတယ်။မတ်တနာအောင်ဟာရှမ်းပြည်တောင်ပိုင်းဇာတိကပါ။စစ်ကောင်စီအာဏာသိမ်းတာကိုလက်မခံနိုင်ပဲစစ်ကောင်စီကိုတော်လှန်ဖို့ဂရီနီကိုရောက်တာလေးနှစ်ရှိနေပါပြီ။အာဏာမသိမ်းခေတ်အထိသူမနေထိုင်တဲ့မြို့မှာ ကိုယ်ပိုင်လုပ်ငန်းငယ်လေးနဲ့ရပ်တည်နေခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့2021ခုနှစ်မှာစစ်ကောင်စီကိုလက်နက်ကင်တော်လာဖို့အစိုးဆုံးနဲ့အားအကောင်ဆုံးဖြစ်တဲ့ Greeny Bee ကိုသူမရဲ့တမိငယ်လေးလှည့်ဆွဲပြီးတော်လာရင်းမှာတစ်ဖက်တလန်းပါဝင်ဖို့ချင်းစုံပြည့်ဝေလာခဲ့ပါတော့တယ်ပုံမှန်ဆိုရင်တော့ကိုတာမီနှစ်ယောက်ထဲချိဆက်သွားမယ်ဆိုရင်ကိုစီပွားလေးနဲ့ကိုကအေးအေးဆင်းနေလို့ရတယ်မပါလဲပါမဖြစ်လို့လေနော်အဲဒါပေမဲ့ကိုပါရင်တော့မိုးရီတစ်ဆက်ပဲဖြစ်ဖြစ် ကောက်ရတမြင်ပဲဖြစ်ဖြစ်ပေါ့နော်ဒါကတော့ကို့အတွေးလေးပေါ့မတနာအောင်ဟာလက်ရှိမှာတော့တော်လာရေးကနေအနားယူပြီးသူမတတ်ထားတဲ့လက်မှုပညာနဲ့စပေးရှောင်းတွေကိုပညာရင်းမျှဝေရင်သူမရဲ့16နှစ်အရွယ်တမိငယ်လေးနဲ့အတူနေထိုင်နေပါတယ်။တင်းနှန်းကြောင့်ပုံမှန်လေပတ်နိုင်ဖို့အတွက်တင်းနှန်းသူတွေထိုးထားတဲ့ကုံချောတွေကိုပြန်လည်ရောင်းချနေပါတယ်။တချို့တွေကလာလေတယ်အဲ့လို မိတ်ဆွေတွေအတိမိတ်ဆွေတွေလာလဲရင်းနဲ့ဒီလိုမျိုးရောင်းလဲရတဲ့ဟာမျိုးရှိတယ်။တချို့တွေကြတော့လဲចောင်းစင်းပွဲတွေရှိတယ်ပေါ့။ចောင်းစင်းပွဲတွေဆိုကလေးတွေအတွက်အမတ်တရားပေးခြင်းနဲ့ဆိုတော့ဒီကပစ္စည်းလေးတွေကိုလာပြီးတော့အားပေးတဲ့ဟာတွေရှိတယ်ပေါ့နော်။အာနောက်တစ်ခါတလေကြရင်တော့ဝဝေးတစ်ခါပေါ့အဲ့လိုအဲပွဲတော်တွေပါတွေရှိလို့ရှင်တော့အမတို့အဲ့ဒီမှာသွားပြီးတော့ပြန်ရောင်းရှာတယ်ပေါ့။အဲ့ဒီကနေရတဲ့ပတ်စံနေနဲ့အမတို့ဒီကုန်ကျန်းနေပြန်ဝယ်ထည့်တယ်ပေါ့။ Crochet for Green လို့အမည်ပေးထားပေမဲ့ ချီထိုးတဲ့ပညာတစ်ခုတည်းကိုမျှဝေပေးတာမဟုတ်ပဲတချောင်းထိုးချီပါဝင်တဲပကြီးစချုပ်အင်္ဂလိပ်စာတရုတ်စာကွန်ပျူတာစတဲ့ဘာသာရတွေကိုလည်းမျှဝေသင်ကြားပေးနေပါတယ်ဒီပညာရတွေကိုမှတ်တမ်းအောင်နဲ့သူမရဲ့သမီးလေးကခွဲဝေပြီးသင်ကြားပေးနေတာပါသင်တန်းကာလတနည်းဝင်ကျင်တွင်သင်တန်းသူသင်တန်းသား300ဝင်ကျင်ကိုမှုထုတ်ပေးနိုင်ခဲ့ပါပြီအခုဒီရှိနေ တ်သက်ပြီးတော့ဆိုရင်အဲ့ဒီကလေးတွေကသူတို့ပြန်အလုပ်လုပ်တယ်ပြီးတော့ပြန်ရောင်းတယ်ပြန်ရောင်းလဲဆိုအကြီးတော့မဟုတ်သေးဘူးပေါ့သူတို့နိုင်တဲ့လောက်လေးနဲ့ကိုရှိတဲ့ပစ္စည်းလေးနဲ့ပေါ့ပြီးတော့သူတို့ရဲ့မုတ်ဖို့ပဲဖြစ်ဖြစ်ကျောင်းစာအုပ်ဖို့ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးလေပတ်နေတဲ့ကလေးတွေအထီးရှိနေပါပြီအာနာမသိန်းခေတီမှတ်တက်နာအောင်ဟာခြီထိုးလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့သူမဟုတ်ပါဘူးသူမရဲ့အမရိစီကနေလေးတန်းအရွယ်ကလေးကခြီထိုးပညာကို သင်ယူခဲ့တာဖြစ်ပါတယ် သူမရဲ့လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့တခြားလို့အားလချိန်တွေမှာခြီထိုးနေရေးစိတ်ဥပန်းဖြစ်ခဲ့တာပါခြီထိုးတဲ့အခါအယုတ်ထိုးရတာအကြိုက်ဆုံးပဲလူကြိုက်များတာကတော့ပြန်ရောင်းရတာလည်းလွယ်တယ်လေလို့မတ်တန်နာအောင်ကပြောပါတယ်လက်ရှိမှာတော့မတ်တန်နာအောင်ဟာတတ်ထားတဲ့လက်မှုပညာတွေကိုပြန်လည်မျှဝေရေးပီတိတွေကိုစားသုံးပြီးဆွရှောင်းတွေအတွက်အကျိုးပြုနေပါပြီသူမအားလာတဲ့အချိန်တွေမှာဆိုသူမစီအရောက်မလာနိုင်တဲ့ဆွရှောင်းတွေနဲ့ တက်ရည်တက်ဖွဲ့တွေစီကိုလည်းခြိထိုးပညာကိုတွားရောက်မျှဝေပေးနေပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အမတ်ဒီပညာကိုပဲယူပြီးတော့ထုတ်လိုက်တာပေါ့။ဘာဖြစ်လို့ဆိုဒီပြည်နယ်မှာဒီပညာမရှိဘူး။မရှိတဲ့အတွက်သူများမလုပ်တဲ့လို့အမတ်ပြထုတ်လိုက်တာ။အဲဆိုတော့နည်းနည်းတော့ခက်ခဲတယ်အတိတ်ခက်ခဲရှိတယ်။ဘာလို့ဆိုသူများမလုပ်တဲ့လို့ကိုကိုလုပ်လိုက်တာမဟုတ်ဘူး။ဆိုတော့တကယ်လို့အောင်မြင်နိုင်လဲ။ကိုအောင်မြင်လို့ အဲ့ဒီအခမဲ့လက်မှုပညာသေးတန်းကျောင်းမှာကျောင်းသားအရေအတွက်ကတ်တက်ထားတာမရှိသလိုအသက်73နှစ်နဲ့အထက်မိသူမျိုးစုလာရောက်သင်ကြားနိုင်ပါတယ်။နေ့စဉ်နဲ့အမျှလေတဲ့နဲ့နဲ့ကြီးတန်တွေကြခက်ခဲပင်ပန်းနေပေမဲ့မတ်တန်တော်အတွက်တော့ဒီခက်ခဲမှုတွေဟာခွန်အားတွေဖြစ်စေပြီးတော်လာရင်မှအသက်ပေးသွားတဲ့သူရဲကောင်းတွေနဲ့ရှင်ရင်မပြောပါတော့ဘူးလို့ဆိုပါတယ်။ငါတို့မှရှိနေသေးတဲ့အရာသူတို့မှမရှိတော့ သူတို့မှဘာမှမရှိတော့ဘာစုဘာမှမရှိတော့လေနော်အဲရဲဘော်ဆိုလို့ရဲဘော်လုတ်တယ်တော်လိုင်းကြီးမှပေးဆက်တယ်ရှေလက်ပြတ်သွားတယ်တချို့ဆိုရင်အသက်ပါပေးရတဲ့ဟာတွေရှိတယ်ဗောနော်အာတချို့ကဆစ်ချောင်းမှနေတယ်ကားသမီးကရှေ့တန်းမှာတိုက်ပွဲသွားတယ်နောက်တန်းမှာလက်နက်ကြီးကြလို့အမေဖေဆုံးပသွားတဲ့ဟာမျိုးတွေရှိတယ်ဒါတွေကအမတို့တက်တွန်အားပဲဒါတွေအပြင်လက်မှုဝါသနာပါတဲ့ဆစ်ချောင်းအရောက်စီတိုင်းအတွက်သူမရဲ့အခမဲ့မျှဝေပေးတဲ့လက်မှုပညာတွေကိုလည်းဆက်လက်မျှဝေပေးဖို့အသင့်ရှိနေပါတယ် ဒီနေ့ရဲ့ဆောင်းပါအစီအစဉ်မှာတော့ကရင်ကအခမဲ့လက်မှုပညာသိရန်ကြောင်းဆိုတဲ့အကြောင်းကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ ချင်းပံမြေသူတာဖြားဖြားစီစဉ်ကနေပြည့်လဲကျူဆူလိုက်ပါရယ်အပတ်စဉ်ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးနေတဲ့သူတာအဖြားဖြားစီစဉ်ကနေရင်းညဉဏ်ချင်းရဲ့အကြောင်းရင်းနဲ့ညဉဏ်တဲ့ရေတွေကိုကျမ်းမာရေနဲ့ညီညွတ်အောင်ဘလို့ပြုတ်ပြင်အသုံးပြုကြမလဲဆိုတဲ့အကြောင်းကိုမျှဝေပေးသွားပါမယ်ရှင် ဟာတက်ရှိတက်မဲ့အားလုံးအတွက်မရှိမဖြစ်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ကပမြင်းမြင့်ပြည့်ရဲ့90ရာခိုင်နှုန်းကိုရေနဲ့တိဆောက်ထားသလိုလူသားတဦးရဲ့ခန္ဓာကိုယ်မှာ60ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းဟာရေနဲ့ဖွက်စီထားတာဖြစ်ပါတယ်။ဒီလိုမျိုးအဖိုးတန်တဲ့ရေကိုတန်ဖိုးထန်းထိမ့်သိမ့်ဖို့လိုအပ်ပါတယ် ရေကိုမထိန်သိမ်းနိုင်တာအပြင်ဓာတုပစ္စည်းတွေနဲ့ဘက်တီးရီးယားပိုးမွားတွေကြောင့်ရေအရင်အမြစ်တွေကိုညှိညမ်းစေပါတယ်။ရေရဲ့အရေးအတွေးချဆင်လာပြီးရေညှိညမ်းလာတဲ့အခါမှာပတ်ဝန်းကျင်နဲ့လူသားတွေကိုဘေးဥပတ်ဖြစ်စေပါတယ်။တောက်တုံးရေနဲ့လုံခြုံစိတ်ချရတဲ့ရေတွေကိုလုံလောက်စွာမရရှိတဲ့အခါမှာလဲတက်ရှိတွေအလုံးအထူးသဖြင့်လူသားတွေအတွက်ချိန်ချမှုတစ်ခုလိုဖြစ်နေပါတယ်။ရင်ညဉ့်ညင်ချင်းအကြောင်းရင်းတွေကတော့ မိလာအညစ်အကြေးစိုက်ပျိုးရေးလုပ်ငန်းအမိုက်တရိုက်တွေကို စနစ်တကျမစွတ်ပြစ်တာစစ်မှုလုပ်ငန်းနဲ့တတူတူဖော်တာမြေပြိုတာနဲ့အနေကျတာတွေဖြစ်ပါတယ်။ကြေးရွာရက်ခွက်တွေမှာတက်ရှင်မှုမရှိတဲ့မိလာကျင်းတွေကနေနီးဆက်ရာချောင်းရေကန်ပလက်ထဲကိုစီဝေသွားတာကရင်းညင်ညင်မှုကိုဖြစ်စေပါတယ်။စိုက်ပျိုးရေးလုပ်ငန်းမှာအသုံးပြတဲ့ဓာတုပစ္စည်းတွေနဲ့ ဓာတုမြေဩဇာကနေထွက်တဲ့နိုက်ထရိုဂျင်ဖော့စဖိုရက်တွေဟာမြေမြင့်နေပြေရေကနေတဆင့်မြေရေကံရေချောင်းရေကနေတဆင့်ပေလဲရေထဲကိုရောက်ရှိနိုင်ပါတယ်။အဲ့ဒါကလည်းရေညှိရမှုကိုဖြစ်စေတဲ့အကြောင်းရေပါ။ကျမတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာပလတ်စတစ်၊ဆက်ကူ၊အလူမီနီယံ၊မန်၊ရဘာအစားအစာရှိတဲ့အမိုက်တရိုက်တွေကို ရေထဲကိုအလွယ်တကူလွှတ်ပြေးကြတာတွေ့ရပါတယ်။ ဒီလိုဆွပစ်လိုက်တဲ့အမိုက်တရိုက်တွေကဆွေးမြစ်ဖို့ဆိုရင်ရက်သက်တပတ်ပေါင်းများစွာကနေအချိန်များစွာကြာမြင့်တဲ့အတွေ့ရင်းညင်ညင်မှုကိုအဓိက ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။တချို့သောဆက်ယုံလိုနေရာတွေမှာအဆိတ်အတော့ဖြစ်စေတဲ့ဓာတုပစ္စည်းတွေကိုမသက်စင်ပဲနဲ့ရေထဲကိုတရိုက်သွန်ပြစ်ကြပါတယ်။ရွှေတူးဖော်တဲ့လုပ်ငန်းနဲ့တိတ်သီးဆာများတဲ့တတုတူးဖော်လုပ်ငန်းတွေမှာတတုကြောက်တွေနဲ့ရေကိုတရိုက်ထိတွေ့ကြပါတယ်။ အဲ့ဒီတက်တူကြောင့်မှာပါနဲ့ဆလဖိုင်ကနေထွက်လာတဲ့ဆလဖူရစ်အက်ဆစ်ဟာရေလေနဲ့ထိတွေ့ရာကနေပြီးအနီးအနားမှာရှိတဲ့ချောင်းရေတွေကိုညှိညမ်းစေပါတယ်။တက်တူသူဖော်တာဟာမြေသားနဲ့ကြောက်ကိုထိခိုက်စေပြီးမြေသားပြူလာကိုဖြစ်စေတဲ့အတွက်မြေပြူတဲ့အခါအနေတွေကိုရေနဲ့အတူချောင်းမြင့်ကန်ဆတဲ့ရေအရင်အမြစ်တွေရှိတဲ့နေရာတွေကို စီးပါသွားစေပါတယ်။အနေထိုင်တာများလာတဲ့အခါမှာတော့ မြင့်ရဲ့အောက်ခြေတွေမြေအောက်ရေပေးတဲ့နေရာတွေနဲ့တဘောဝပေါက်ပေတွေကိုပိတ်ဆို့စေပြီးသွန်ရိုင်းတရိတ်ဆန်နေထိုင်တဲ့နေရာတွေနဲ့ရင်းနေတဲ့သွန်ဝတွေကိုလည်းအတရေဖြစ်စေပါတယ်။ရင်းညင်ညင်ချင်းရဲ့အကျိုးသက်ရောက်မှုကိုဆက်ပြီးပြောပြပေးပါမယ်။ဘယ်အကြောင်းရင်းကြောက်ပဲဖြစ်စေရင်းညင်ညင်မှုဖြစ်ပြီးဆိုရင် ကျမတို့နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့လူသားတွေကိုများစွာထိခိုက်စေမှာဖြစ်ပါတယ်။ လူတယောက်ကညဉ့်ဉဲနဲ့ရေကိုတောက်သုံးမိတာဒါမှမဟုတ်ထိတွေ့မိတဲ့ဆိုရင်ဆိုးရွားတဲ့ကျန်းမာရေးတက်ရောက်မှုတွေရှိနိုင်ပါတယ်။ဝမ်းပစ်ဝမ်းရှော်ယောဂါကာလဝမ်းယောဂါဥယောင်ငန်းဖြာယောဂါဝမ်းကန်ယောဂါနဲ့အရေပြားယောဂါအများစုဟာမသက်ရှင်တဲ့ရေတွေကြောင့်ဖြစ်လက်ရှိပါတယ်။ညဉ့်ဉဲနဲ့ရေကလူတွေကိုထိခိုက်စေနိုင်တဲ့အပြင် အပြင်နဲ့တရိတ်ဆန်တွေရင်းနေသက်သွားတွေရဲ့ဂေဟစနစ်ကိုလည်းထိခိုက်နိုင်ပါသေးတယ်။အစိုက်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေဟာရေအယောင်ကို ပြောင်းလဲစေပြီးဓာတ်သတ္တုပမာဏကိုတိုးစေပါတယ်။အဲ့ဒီသတ္တုပမာဏတွေဟာရေကိုညှိညင်စေတဲ့အပြင်ရင်းနေသက်သွားတွေကိုလည်းသိစေနိုင်ပါတယ်။သက်ရှိသမက်တွေအပြင်ကပဂေဟစနစ်တစ်ခုလုံးကိုအကျိုးပြုတဲ့ရေကိုအကျိုးရှိရှိအသုံးပြုဖို့လိုအပ်သလို ရရှိတဲ့ရေအရင်အမြင့်တွေကိုလည်းစနစ်တကျအသုံးပြုမှသာဘင်းကင်းလုံချုံတဲ့ရေတွေကိုရေရှည်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဘင်းကင်းလုံချုံတဲ့ရေလို့ပြောတဲ့အခါမှာညဉ့်ဉင်ချင်းကနေကင်းဝေးပြီးတောက်တုံဖို့ဘင်းကင်းတဲ့ရေကိုပြောတာဖြစ်ပါတယ်။လက်ရှိကရနီဆစ်ရှောင်းတွေမှာရေကိုလုံလောက်စွာမရရှိကြတဲ့အပြင်ဘင်းကင်းလုံချုံတဲ့ရေကိုလည်းမရရှိကြပါဘူး။ဒါပေမဲ့ကိုရရှိတဲ့ရေအရင်းမြစ်တွေကို ပြန်လည်တက်ဆင်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ဘင်းကင်းတဲ့ရေကိုသုံးဆွဲနိုင်ဖို့အတွက်တွင်းရေ၊ကန်ရေ၊ချောင်းရေတွေကိုကြိုးချက်တောက်သုံးတာတွေကြောက်ချင်ကိုအသုံးပြုပြီးတက်ဆင်တာတွေကိုပြုလုပ်နိုင်ပါတယ်။ဒါတွေအပြင်ရေအရင်းအမြစ်တွေဖြစ်တဲ့ရေတွင်းရေကန်တွေမှာအဖို့လျှော်တာရေချိုးတာတွေကိုမပြုတ်လို့တင်ပါဘူးရေထွက်ပင်ရင်းနားမှာရေအိုင်ဘွဲ့အိုင်တွေမကျန်စေဖို့နဲ့တရိတ်ဆန်တွေမဝင်ရောက်နိုင်ဖို့ကိုကာကွယ်ထားရပါမယ် ရေထွက်ပင်ရင်းနဲ့အင်တာရဲ့အကွာအဝေးကလည်းအနည်းဆုံးပင်90ချဆောက်လို့တင်ပါတယ်။ရေမခက်ခင်မှာရေခက်မဲ့ခွက်နဲ့လက်တွေကိုလည်းတက်ဆင်ပြီးရေတဲယူတဲ့အခါမှာလည်းမဖိတ်စေအောင်ရေပုံးတွေကိုအဖုံးပိတ်ထားရမှာဖြစ်ပါတယ်။ဘင်းကင်းနဲ့ရေရရှိဖို့ရေတူလောင်ထားတဲ့ရေပုံးတွေနဲ့အဖုံးတွေကိုလည်းသက်ရှင်မှုရှိမရှိအမြဲဆက်စေပြီးသက်ရှင်မှုမရှိဘူးဆိုရင်ဆေးကြောလဲလေတာတွေကိုပြုလုပ်ရမှာဖြစ်ပါလေ သားဖျားဖျားအစစင်မှာတော့ရင်းညဉ့်ချင်းရဲ့အကြောင်းရင်းနဲ့ညဉ့်ညံတဲ့ရေတွေကိုဂျမရင်းနဲ့ညညွတ်အောင်ဘလို့အသုံးပြုကြမလဲဆိုတဲ့အကြောင်းကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ရဲ့သုသားဖျားဖျားအစစင်မှာကောဘလို့အကြောင်းရတွေကိုသင်ဆက်ပေးသွားအောင်မလဲဆိုတာ KTN FM နားဆင်သူတွေစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။ ရေမတဆေကူးဆက်တတ်တော်ယောဂါတွေကိုကာကွယ်ရန်ငလီလှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားတတ်တဲ့ရေကနေတဆေကူးဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်နိုင်ဖို့အောက်ပါအချက်တွေကိုလိုက်နာဆောင်ရွက်ရပါမယ်။အစာစာပြည့်စင်ချက်ပြုတ်နေစေအစာစာမစားမီနဲ့အိမ်သာအသုံးပြုပြီးတိုင်းလက်ကိုဆက်ပြနေဆွေးပါ။တက်ရှင်သောရေရရှိဖို့ကြိုချက်ထားသောရေကိုတောက်သုံးပါ။ တက်ရှင်သောရေဖြည့်ပြုတ်လုထားတဲ့ရေခဲချောင်းနဲ့ရေခဲတွေကိုသာစားသုံးပါတောက်သုံးရေကို အဖုံးပါပြီးတက်ရှင်သောဘူးအိုကန်တွေမှာတုံလောက်ထားပါရေပိုက်တွေနဲ့ရေတိုးလောက်ကန်တွေကို ပုံမှန်ဆေးကြောပါတေးချစွာချက်ပြုတ်ထားတဲ့အစာအစာတွေကိုသာစားသုံးပါအသီးအနှံတွေနဲ့အသီးရွက်တွေကိုတေချာစွာဆေးကြောပါရေလုံအင်တာအသုံးပြုပါ

ဒီနေ့မှာတော့ဒီမွန်းဆိုအရှိဖက်ချင်းမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းွေလဲလဲနှုတ်တွေကိုစုစည်းတင်ဆက်ပေးသွားပါမယ်။အခုအရင်ဆုံးတော့ဒီမွန်းဆိုမြို့နယ်အရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတင်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဒီမွန်ဆူမြို့နယ်အရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတွေကတော့ဆန်တအိတ်ကိုတသိန်းကျပ် ပဲစီအေးသူစာ90တာတပူးကို6000ကျက်ကျက်သွန်ဖြူတပိတ်တာ1000ကျက်ကျက်သွန်နီတပိတ်တာ3000ကျက်ဂျင်းတပိတ်တာ8000ကျက်ခရမ်းချင်တီတပိတ်တာ3000ကျက်အာလူးတပိတ်တာ9000ကျက်ခရမ်းတီတပိတ်တာ3000ကျက် ငရုတ်တီစိန်တပိတ်တာ8000ကျက်ငရုတ်တီချောက်ကလောအော်ဒီတပိတ်တာ၄၈၀၀ကျန်မြေပဲဆန်တပိတ်တာ၁၀၀၀ကျပ် ကွန်နုဝါတပိတ်တာ14000ချက်ကွန်တီတပိတ်တာ36000ချက်လက်ဖက်ချောင်းတပိတ်တာ25000ချက်ဖျောင်းတိုင်တထုပ်ကို2500ချက်ကာဘောလိတ်ဆပြတထောင်ကို2500ချက် family care ဆပြခဲတခဲကိုတော့3500ချက်ဈေးအသီးသီးရှိတယ်လို့သိရပါတယ်အသားဈေးတွေကတော့အမေသားတပိတ်တာ3000ချက်ဝက်သားတပိတ်တာ3000ချက်စက်သားတပိတ်တာ3000ချက်စီရှိပါတယ် 73စီးဈေးတွေကတော့ဓာတ်ဆီဒလီတာ9000ကျပ်ဒီဇယ်ဒလီတာ9000ကျပ်ဈေးရှိပါတယ်အခုပြောပြပေးသွားတဲ့ကုန်စည်နှုန်းတွေနဲ့73စီးဈေးနှုန်းတွေဟာဒီမွန်ဆိုမျိုးနဲ့အရှိချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေနဲ့73စီးဈေးနှုန်းတွေပဲဖြစ်ပါတယ်ဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲဖြစ်ပေါ်နိုင်သလိုရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးလဲဈေးနှုန်းကွာဟာမှုအနည်းငယ်ရှိနိုင်ပါတယ် မေလ28ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလက်လက်နှုန်းတွေကိုပြောပြပေးသွားပါမယ်။ American Dollar မှာတော့ဒေါ်လာကိုဒီနေ့ရဝယ်ဈေး4380ကျပ်ရှိပြီးရောင်းဈေးမှာတော့4430ကျပ်ပေါက်ဈေးနဲ့ဒီနေ့မှာဈေးအနည်းငယ်ကျသွားပါတယ်။မနေ့ကမေလ28ရက်နေ့မှာတော့ American Dollar ဝယ်ဈေးဟာ4390ကျပ်နဲ့ဈေးအနည်းငယ်တက်ခဲ့ပါတယ်။ ယူရိုစတာလင်မှာတော့တပောင်ကိုဒီနေ့ရဲ့ပေါင်စီအရာ4930ချက်ဝယ်ဈေးရှိပြီးရောင်စီမှာတော့9030ချက်ပေါင်စီနဲ့ဒီနေ့မှာဈေးအနည်းငယ်ပြောင်းကျလာပါတယ်။မနေ့ကယူရိုစတာလင်တပောင်ဝယ်ဈေးမှာတော့4960ချက်ပေါင်စီရှိနေခဲ့ပါတယ်။စင်ကာပူဒေါ်လာမှာတော့ဒေါ်လာကို3350ချက်ဝယ်ဈေးရှိပြီးရောင်စီမှာတော့3400ချက်ပေါင်စီနဲ့ စင်ကာပူဒေါ်လာဟာလည်းဒီနေ့မှဈေးကျသွားပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့စင်ကာပူဒေါ်လာဝယ်ဈေးဟာ3389ကျပ်မှာပေါက်ဈေးရှိနေခဲ့ပါတယ်။ထိုင်းတစ်ပတ်မှာတော့တစ်ပတ်ကိုမြန်မာကျပ်ငွေ133.33ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့136.35ကျပ်ပေါက်ဈေးနဲ့ပြီးခဲ့တဲ့မေလ24ရက်နေ့ကစပြီးဈေးငွေနေတာကိုတွေ့ရပါတယ်။ဂျပန်တယင်းမှာတော့ဒီနေ့ရဲ့ဝယ်ဈေး 30ဒသမ3ခွန်ချက်ရှိပြီးရောင်းစည်းမှာတော့30ဒသမ83ရာချက်ပေါင်းစည်းရှိနေပါတယ်။မနေ့ကဂျပန်တယန်းဝယ်စီဟာ30ဒသမ5ခွန်ချက်မှာပေါင်းစည်းရှိနေခဲ့ပါတယ်။မလေးရှားရီကစ်မှာတော့တရင်းကစ်ကိုဒီနေ့ရဝယ်စီ1025ချက်ရှိပြီးရောင်းစည်းမှာတော့1040ချက်ပေါင်းစည်းနေဒီနေ့မှာစီးအနည်းငယ်ကျသွားပါတယ်။ပြီးခဲ့တဲ့ရက်တွင်မှာတော့မလေးရှားရင်းကစ်ဝယ်စီဟာ 1030ကျပ်ပေါက်စီရှိနေခဲ့ပါတယ်။တရုတ်တရွန်မှာတော့605ကျပ်ဝယ်ဈေးရှိပြီး ရောင်းဈေးမှာတော့638ကျပ်ပေါက်စီနဲ့ဒီနှစ်မှာဈေးအနည်းငယ်ကျသွားပါတယ်။မနေ့ကမေလ28ရက်နေ့တရုတ်တရွန်ဝယ်ဈေးဟာ606ကျပ်ပေါက်စီရှိခဲ့ပါတယ်။ကိုရီးယားဝယ်ဈေးမှာတော့တဝန်ကိုဒီနှစ်ရဲ့ပေါက်စီအရ3.3ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့ 3.14ချက်ဈေးရှိပါတယ်။ခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံချောင်းွေလဲလဲနှုန်းဟာဒီနေ့မေလ28ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းွေလဲလဲနှုန်းတွေကိုစုစည်းပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ငွေစည်းနှုန်းတွေဟာနေရဒေသကွဲပြားမှုအရွက်ရောင်းဝယ်မှုအရာပေါင်းစည်းကွာဟမှုအနည်းငယ်ရှိနိုင်သလိုအချိန်နဲ့အမျှအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်။ ကုံစင်းနှုံးတည်င်းနိုင်ငံချောင်းငွေလေလေနှုံးတည်င်းစီစဉ်ကနေပြီးဒီနေ့မေလ28ရက်နေ့ဒီမွန်ဆိုမြို့နယ်အရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတည်င်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလေလေနှုံးတည်င်းတွေကိုစူးစီးပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ ီလာ၂၈ရက်နေ့အတွက် KTN FM မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပါ KTN FM ကိုနားဆင်ခဲ့ကြတဲ့တဦးချင်းစီကိုကျေးဇူးတင်ပါတယ်တော်သားရှင်များနဲ့ Greeny ပြည်သူပြည်သားများအားလုံးဘေးအဒီအပေါင်းကကင်းဝင်ကြပါစေရှင်ကျမမွန်ညာမှာပါ